မင်္ဂလာညချမ်းပါရှင်11ရုပ်တန်ရဲ့ match လ16ရက်နေ့ညပိုင်းသတင်းတိုက်ရိုက်ထုတ်လွှင့်မှုကိုပြန်လည်စတင်ပေးပါရမယ်ဒီကနေ့ညမှာတင်ဆက်ပေးမယ့်သတင်းတွေဟာရှမ်းပြည်နယ်မြောက်ပိုင်းမှာမန္တလေးတိုင်းဒေသကြီးသို့တယ်ဆောင်ရောင်းဝယ်သည့်ကျတ်1ဘီလီယံကျော်တန်မိုးရှိဘိန်းဖြူ30.8ကီလိုနဲ့စိတ်ကြွယူသူဈေးပြ1.54တိန်ဖန်စီရမည်ဆိုတဲ့သတင်း2024ခုနှစ်မိုးရာသီတွင် ARI မြစ်အတွင်းစံချိန်တင်ရေကြီးခဲ့ပြီး နှုံးမြေများတည်ကြံခဲ့တော့လေစိုက်ပျိုးကင်းများဖြစ်ထွန်းမှုမရှိဟုဆိုတဲ့သတင်းဒေါ်နယ်ထရန့်အမိတ်ကြောင့် VOA နဲ့ IFA သတင်းဌာနများထုတ်လွှင့်မှုရပ်ဆိုင်းခံရနိုင်ဆိုတဲ့သတင်းလူကြုံရေးတပ်ဖွဲ့များက IS အဖွဲ့ခေါင်းဆောင်တဦးကိုချိန်မုံနိုင်ခဲ့ကြောင်းအီရတ်ဝန်ကြီးချုပ်ပြောကြားဆိုတဲ့သတင်းကုညာကိုဦးစားပေးပြစ်မှတ်အဖြစ်အာဆင်နယ်အသင်းသတ်မှတ်ဖွယ်ရှိဆိုတဲ့သတင်းစားတဲ့သတင်းတွေကိုတင်ဆက်ပေးပါပါဦးစုံပြည်ရင်းသတင်းနေနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာမန္တလေးတိုင်းဒေသကြီးသို့တည်ဆောင်ရောင်းဝယ်တဲ့ကျပ်တစ်ပီလီယံကျော်တန်ဖိုးရှိဘိန်းဖြူ30.8ကီလိုနဲ့စိတ်ကြွယူသူစေပြား1.54တိန်ဖန်ဆီးရမိဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်။ရှမ်းပြည်နယ်မြောက်ပိုင်းကနေမန္တလေးတိုင်းဒေသကြီးကိုတည်ဆောင်ရောင်းဝယ်တဲ့ကျပ်တစ်ပီလီယံကျော်တန်ဖိုးရှိတဲ့ဘိန်းဖြူ30.8ကီလိုနဲ့စိတ်ကြွယူသူစေပြား1.54တိန်ဖန်ဆီးရမိခဲ့တယ်လို့သိရပါဗျ။ ပိုးအဖွဲ့ဟာမလ9ရက်မနက်9:00နာရီခွဲအချိန်မန္တလေးတိုင်းဒေသကြီးပြည်ကြီးတကုံမြို့နယ်မှာဟန်ဝင်းအောင်မောင်းနေပြီးနိုင်မင်းထက်နဲ့စိုးမိုးအောင်တို့လိုက်ပါလာတဲ့နစ္စန်ကွန်ဒေါ6ဘင်းကုန်တင်ရင်ကိုတတင်းရရှာဖွေရာ ရှင်ဘော်မှာချက်ဆက်ကိုအဟောင်းနေရေတန့်ဘူးကုန်နေနဲ့ဖုံးဟုတ်သေးဆောင်လာတဲ့ဒေသကာလတံမိုးငွေကျပ်1ဘီလီယံကျော်တံမိုးရှိတဲ့ ပလတ်စတစ်စက်ပြာကွက်380ကွက်နဲ့ထဲလျက်ဘိန်းပြူ30တက်သမ8ကီလိုနဲ့စေးကြွရည်သူဈေးပြား1တက်သမ5လေးသိန်းသိမ်းဆည်းရမိခဲ့တယ်လို့သိရပါဗျ။စစ်စင်းဖော်ထုတ်ချက်အရသိမ်းဆည်းရမိတဲ့မူရင်ဈေးဝါတွေကိုရှမ်းပြည်နယ်မြောက်ပိုင်းကနေမန္တလေးတိုင်းဒေသကြီးကိုတည်ဆောင်ရောင်းဝယ်သူတွေဖြစ်တဲ့တင်ဝင်းကိုပြည်ကြီးတကုံမြို့နယ်ညရက်ကွက်139ဘီလန်62လန်းနဲ့63လန်းကြားမှာ၎င်းမတ်သီရီတုံနဲ့မတ်ဝဝဆိုးတို့ကိုမကွေးတိုင်းဒေသကြီးမင်းဘူးမြို့နယ်မှာ၎င်းအသေးသေးဖမ်းဆီးရမိခဲ့တယ်လို့ သိရပါဗျ။ဖန်စီရမိထားသူတွေကမွေးရည်ဇေဝနဲ့စိတ်ကိုပြောင်းလဲစေသောဇေဝများဆိုင်ရာဥပဒေအရအေးအေးယူထားရှိထားပြီးခွင်းဆက်ပြမှုကျွလွန်သူတွေကစစ်ဆေးဖော်ထုတ်လျက်ရှိတယ်လို့သိရပါဗျ။ဆက်လက်ပြီး2024ခုနှစ်မိုးရာသီတွေ AR မြစ်အတွင်စံချိန်တင်ရေးကြီးခဲ့ပြီးနှုံးမြေများတင်ကြံခဲ့တော်လဲစိုက်ပျိုးခင်းများဖြစ်ထွန်းမှု မရှိဟုဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ကချင်ပြည်နယ်မှာ2024ခုနှစ်မိုးရာသီက AR မြေအတွင်စံချိန်တင်ရေကြီးခဲ့ပြီးနှုံးမြေတွေတင်ကျန်ခဲ့ပေမဲ့စိုက်ပျိုးခင်းတွေဖြစ်ထွန်းမှုမရှိခဲ့ကြောင်းဒေသခံတောင်သူတွေကဆိုပါတယ် အေရီမြေကျောင်းတက်လျှောက်ဝိုင်းမော်ခက်ချိုမြေကျေးနာမိုင်းမော်တာလောကြီးရွာသက်ခေါင်ဖူးစံကင်းစားတဲ့ဒေသတွေမှာနှုံးတင်မြေနုကျွန်းတွေဟာမြေသားတို့တွေတင်ကြံခဲ့ပေမဲ့လည်းဖြစ်ထုံးမှုနယ်ပါးကြောင့်ဒေသခံတောင်သူတွေကဆိုပါတယ်တာလောကြီးဒေသခံတို့ကလေလုတ်အခင်လုတ်တဲ့သူလဲညော့သွားတယ်လောအားမလောက်လို့လုတ်တဲ့သူကြတော့နှုံးတုကတပေနီးပါးလောက်တက်တော့ရေပြက်ပြီးအပင်မကောင်းဘူးချက်သိန်း90ကုန်က ကျပ်သိန်း20လောက်ပဲပြန်ရတယ်။ဒေတာအခေါ်တော့နှုံးနဲ့မူလမြေကြီးနဲ့မဆက်ဘူးလို့ယူဆချက်ရှိတယ်။ကြည့်ရတာကတော့နှုံးတွေကကျန်းနေတယ်။ကျတဲ့နှုံးတွေကပုံမှန်နှုံးတွေလို့သစ်ဆွေးမြေအပေါ်ရမြေတွေမဟုတ်ပဲရွှေကျင်တွေမြေစာတွေကမျောလာတဲ့သဘောပါပဲလို့ဆိုပါတယ်။မြေကြီးနှမ်းမြို့မြေကမ်းဘေးမှာစိုက်ပျိုးရေးလုပ်နေတဲ့ဒေတာကန်တို့ကခြံထဲမှာလည်းနှုံးကနှစ်ပေလောက်တက်တယ်။နှုံးကျန်းတွေဖြစ်နေတာစိုက်တော့အရပါရစိုက်ကြတာအပင်တွေကတလားကျော်တော့6ပေးတည်ကုန်တယ်။မတည်တဲ့အပင်တွေလည်းမကြီးဘူးလို့ဆိုပါတယ်။ ကချင်ပြည်နယ်မြို့နယ်စားပြွေးဌာနမှာတာဝန်ထမ်းဆောင်နေသူတဦးကနှုံးတင်မြေနုတွေများလွန်းတာနှုံးမြင့်မဟုတ်တဲ့မြေကြီးနဲ့သဲတွေများလွန်းတာကြောင့်ဖြစ်နိုင်တယ်လို့သုံးသပ်ပါတယ် နှုံးတင်မြင်လူလို့တော့လုံးလုံးလလလသတ်မှတ်လို့ရတဲ့အခြေအနေမဟုတ်တော့ဘူး။ရေခဲတောင်ချင်းရင်မြေဖြားတွေကရွှေတွေတက်ထူတွေအဆမတန်တူးနေတဲ့အခြေအနေဖြစ်နေတယ်။အခုနေရသေးတဲ့ ARI မြေရေကနောက်ကျနေတယ်လို့သုံးသပ်ပါရယ်။မြေကြီးနားမြို့မှာဇွန်လ30ရက်ညနေပိုင်းမှာစိုးရိမ်ရေအမှတ်1200စင်တီမီတာကိုရောက်ရှိခဲ့ပြီးတဲ့နောက်ဇွန်လ1ရက်ညတကောင်ကျော်အချိန်မှာ1406စင်တီမီတာအထိမြင့်တက်ခဲ့တာဖြစ်ပါရယ်။ ARI မြေရေဟာ2004ခုနှစ်မှာ1400ခုနှစ်စင်တီမီတာကို၎င်း 1998ခုနှစ်မှာ1417စင်တီမီတာကို၎င်း1989ခုနှစ်မှာ1413စင်တီမီတာကို၎င်းရောက်ရှိခဲ့မှုတာဖြစ်ပါတယ်။ Donald Trump အမိန့်ကြောင့် VOA နဲ့ RFA သတင်းဌာနများထုတ်လွှင့်မှုရပ်ဆိုင်းခံရနိုင်ဆိုတဲ့သတင်းကိုဆက်လက်ပြီးတော့တင်ဆက်ပေးပါမယ်ရှင်။ American သမ္မတ Donald Trump အမိန့်ကြောင့် VOA နဲ့ RFA သတင်းဌာနတွေထုတ်လွှင့်မှုရပ်ဆိုင်းခံရနိုင်တယ်လို့သိရပါဗျ။ ်အဆိုပါသတင်းဌာနနှစ်ခုဟာအမေရိကန်ပြည်ထောင်စုကမ္ဘာသတင်းမီဒီယာအေဂျင်စီ USAGM ရဲ့ထောက်ပံ့မှုနဲ့လုပ်ငန်းတွေလည်ပတ်နေတာဖြစ်ပါတယ် USAGM ကနေတဆင့်ငွေကြေးထောက်ပံ့မှုအမေရိကန်လွှတ်တော်ကသတ်မှတ်ပြဋ္ဌာန်းပြီးသတင်းဌာနတွေကိုခွဲဝေပေးတာဖြစ်ပါတယ်။ဒီလိုလုံဆောင်နေမှုအပေါ်အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကမလ15ရက်မနက်ပိုင်းမှာတားဆီးတဲ့အမိန့်ကိုအတည်ပြုထုတ်ပြန်လိုက်တာဖြစ်ပါတယ်။ဒေါ်နယ်ထရမ့်ရဲ့သမ္မတအမိန့်ပြန်တမ်းမှာ US AGM အပါဝင်ပြတိုက်တွေအိုးမဲ့အိမ်မဲ့တွေကိုအကူအညီပေးရေးတိုင်းရင်းသားလူနည်းစုပိုင်းစီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးရေးအစရှိတဲ့အဖွဲ့အစည်း6ခုကိုဥပဒေအရခွင့်ပြုနိုင်သည့်အမြင့်ဆုံးအတိုင်းအတာအထိလုပ်ငန်းတွေရပ်ဆဲဖို့ညွှန်ကြားထားပါတယ်။ RFA ဥက္ကဋ္ဌထံကိုမလ15ရက်စနေနေ့မနက်ပိုင်းကရောက်လာတဲ့အကြောင်းကြားစာမှာ RFA တရင်ဌာနကအမေရိကန်အစိုးရကထောက်ပံ့နေတဲ့ငွေကြေးတွေကိုရပ်ဆိုင်းလိုက်ပြီးဖြစ်ကြောင်း RFA အနေနဲ့လက်ကျန်ငွေတွေကို အချိန်မဆိုင်မဲအစိုးရကိုပြန်လည်ပေးအပ်ရမှာဖြစ်ကြောင်း USAGM ရဲ့အထူးအကြံပေးအရာရှိ Kerry Lake က လက်ရှိ US AGM ယာယီအကြီးအကဲရဲ့အထူးအကြံပေးနဲ့ယာယီအကြီးအကဲရဲ့လုံပိုင်ခွင့်အာဏာလွှဲပြောင်းရယူထားသူအဖြစ်လက်မှတ်ရေးထိုးတောင်းဆိုထားပါရယ်အခုရဆိုင်လိုက်တဲ့အမိန့်ကိုရက်30အတွင်းအယူကဲတင်နိုင်တယ်လို့လည်းဖော်ပြထားပါရယ်လို့အဆိုပါဖြစ်ရတဲ့ပသက်ပြီး RFA ကသတင်းထုတ်ပြန်ပါရယ်လက်ရှိမှာသတင်းလုပ်ငန်းတွေမြေတီအချိန်မှာရဆိုင်ရမှာကိုမသိရှိသေးပဲဒေါ်နယ်ထရမ့်ရဲ့အမိန့်စာကိုဥပဒေကြောင့်အရရင်ဆိုင်ဖြည့်ရှင်းဖို့စီစဉ်နေတယ်လို့မလ15ရက်မှာ RFA ဥက္ကဋ္ဌကပြောပါရယ် RFA အတွက်ထောက်ပံ့ငွေကိုရက်စဲလိုက်တာဟာသတင်းခေတ်ကြီးထဲမှာဩဇာအာဏာအထိန်ကိုမရှိတိုးချဲ့ရန်ကားနေတဲ့တရုတ်ကွန်မြူနစ်ပါတီအပါအဝင်ကမ္ဘာပေါ်ကအာဏာရှင်တွေနဲ့အစိုးရဇိုးတွေကိုဆုလက်လက်ဆောင်တစ်ခုပေးလိုက်တာပါပဲလို့ RFA ဥက္ကဋ္ဌကပြောပါရယ်အလားတူ VOE သတင်းဌာနမှလည်းရက်ဆိုင်ခံရနိုင်တဲ့အခြေအနေတွေကြုံတွေ့နေရပြီးမလ15ရက်ညပိုင်းမှာထုတ်လွှင့်မဲ့မြန်မာပိုင်း live အစီအစဉ်ကိုခေတ္တရန်နာထားပြီးမကြာမီကာလမှာပြန်လည်ထုတ်လွှင့်မယ်လို့အဆိုပါသတင်းဌာနမြန်မာပိုင်းအစီအစဉ်ကထုတ်ပြန်ပါရယ် VOA ရဲ့သတင်းတောက်ထုတ်လုပ်သူနဲ့ကုညီပံမိုးသူဝန်ထမ်း1300ကျော်ကိုအုပ်ချုပ်ရေးအစီအမံအရပေးတဲ့ခွင့်နဲ့အနာပေးလိုက်ပြီလို့ဒီမနက်မှာသိလိုက်ရပါတယ်။ဒီအထက်မှာကျွန်တော်လည်းပါပါတယ်လို့ VOA ညွှန်ကြားရေးမှူးက Facebook မှာရေးသားထားပါတယ်။အစိုးရသတင်းဌာနနှစ်ခုဟာအမေရိကန်ဗဟိုအစိုးရရဲ့အပြေးအဝထောက်ပံ့မှုနဲ့လက်ပတ်နေတာဖြစ်ပြီးကမ္ဘာနိုင်ငံအသီးသီးကိုဘာသာစကားပေါင်းများစွာနဲ့ထုတ်လွှင့်လျက်ရှိပါတယ်။ RFA သတင်းဌာနမှ1996ခုနှစ်မှာ Mandarin ဘာသာနဲ့စတင်ထုတ်လွှင့်ခဲ့ပြီးနောက်ပိုင်းမှာဘာသာစကားကိုမျိုးနဲ့ထုတ်လွှင့်ခဲ့ပြီးနောက်ပိုင်းမှာ Tibet, Korea, Khmer, Vietnam, Myanmar နဲ့ Lao ဘာသာတွေနဲ့လည်းထုတ်လွှင့်လျက်ရှိပါတယ်။လက်တလုံးမှာအဆိုပါသတင်းဌာနနှစ်ခုရဲ့မြန်မာဘာသာလူမှုကွန်ရက် Facebook မှာသတင်းတွေဆက်လက်ထုတ်ဝေလျက်ရှိတာကိုတွေ့ရပါတယ်။ဆက်လက်ပြီးလောကျော်ရေးတပ်ဖွဲ့များက IS အဖွဲ့ခေါင်းဆောင်တအူးကိုချိန်မုံနိုင်ခဲ့ကြောင်း အီရတ်ဝင်ကြီးချုပ်ပြောကြားဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အီရတ်လုံခြုံရေးတပ်ဖွဲ့တွေဟာ IS အဖွဲ့ရဲ့ပြည်ပစစ်စစ်ရေးတွေအတွက်တာဝန်ရှိတဲ့ထိပ်သီးခေါင်းဆောင်တဦးကိုခြေမုံနိုင်ခဲ့တယ်လို့အီရတ်ဝင်ကြီးချုပ်ကမလ14ရက်မှာပြောကြားခဲ့ပါတယ်။အဆိုပါ IS ကောင်းဆောင်ကိုချိန်မုံမှုနဲ့ပတ်သက်ပြီးအမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကစိတ်ပျက်စရာကောင်းတဲ့ဘဝတစ်ခုအဆုံးသတ်သွားပြီလို့မလ14ရက်နောက်မိုင်းကပြောကြားခဲ့ပါတယ်။အခုချိန်မုံခံခဲ့ရတဲ့ IS ကောင်းဆောင်ဟာ အဗ်ဒါလာမက်ကီမုစလီအယ်ရူဖာယီဖြစ်ပြီးသူဟာအီရန်နိုင်ငံနဲ့ကမ္ဘာပေါ်မှာအနည်းငယ်အများဆုံးအကြမ်းဖက်သမားတွေထဲမှာတဦးအပါအဝင်အဖြစ်သတ်မှတ်ခံခဲ့ရတယ်လို့ဝန်ကြီးချုပ်မိုဟာမက်ရှီယာအေဆူဒါနီကအိတ်လိုမှုမီဒီယာမှာ ပြောကြားခဲ့ပါတယ်။2023ခုနှစ်ကအမေရိကန်ရဲ့ပိတ်ဆို့မှုခံခဲ့ရတဲ့ယူဖာရီဟာစီးရီးယားနဲ့အီရန်ရဲ့ပြည်နယ်တွေမှာရှိတဲ့ IS အဖွဲ့တွေကိုအုပ်ချုပ်ရသူဖြစ်ကြောင်းအီရန်ဝန်ကြီးချုပ်ကပြောပါတယ်။ဒါ့အပြင်သူဟာ ပြည်ပစစ်စင်ရေးရုံးနေအတွက်လည်းတာဝန်ရှိသူဖြစ်ကြောင်းဆူဒါနီကပြောပါရယ်။ရူဖာရီကိုမြေသည့်အချိန်မှာချိန်မုံနိုင်ခဲ့တဲ့ဆိုတာကိုတော့ဆူဒါနီကပြောကြားခဲ့ခြင်းမရှိပေမယ့်အီရတ်မှာရှိတဲ့အမေရိကန်ဦးဆောင်တဲ့ဂျီဟတ်နှိမ်နေရေးညွန်ပေါင်းတပ်ဖွဲ့နဲ့အီရတ်ထောင်လန်းရေးတပ်ဖွဲ့တို့ပူးပေါင်းပြုလုပ်တဲ့စစ်စင်ရေးအတွင်ချိန်မုံခဲ့တာဖြစ်တယ်လို့ဆူဒါနီကပြောပါရယ်။ဒီနေ့မှာတော့အီရတ်နိုင်ငံက IS အဖွဲ့ရဲ့ဝန်ရမ်းပြေးကောင်းဆောင်တအူချိန်မုံခံခဲ့ရပါတယ်လို့ထရမ့်က၎င်းရဲ့ True Social လူမှုမီဒီယာမှာရေးသားခဲ့ပါရယ်။ သူဟာကျွန်တော်တို့ရဲ့ရဲဝံနဲ့တိုက်ခိုက်ရေးသမားတွေရဲ့မနာမနေလိုက်လံချိန်မုန်းခြင်းကိုခံခဲ့ရပါတယ်။အီရတ်အစိုးရကတ်ဒေတာနရအစိုးရတို့နဲ့ပူးပေါင်းဆောင်ရွက်မှုမှာတခြား IS အဖွဲ့ဝင်တအုပ်နဲ့အတူသူရဲ့စိတ်ပျက်ဖို့ကောင်းတဲ့ဘဝကြီးအဆုံးသတ်သွားပါပြီလို့ထရမ့်ကရေးသားခဲ့ပါတယ်။ အမေရိကန်ဗဟိုစစ်ဌာနချုပ်ကလည်း Rufari ကိုပြစ်မှတ်ထားတိုက်ခိုက်တဲ့ဗီဒီယိုလို့ယူဆရတဲ့ဗီဒီယိုတစ်ခုကို AS လူမှုမီဒီယာမှာတင်ခဲ့ပြီးကမ္ဘာလုံးဆိုင်ရာ IS အဖွဲ့နံပါတ်1ခေါင်းဆောင်နဲ့အခြား IS အဖွဲ့ဝင်တအူသေဆုံးလို့ရေးသားဖော်ပြခဲ့ပါတယ်။အဆိုပါတိုက်ခိုက်ရေးသမားနှုတ်စလုံးဟာအသေးခံဘုံးကပတ်တွေဝစ်ဆင်ထားပြီး DNA စစ်ဆေးချက်တွေအရသေဆုံးသူတအူဟာ Rufari ဖြစ်ကြောင်းသိရှိနိုင်ခဲ့တယ်လို့ဆိုပါတယ်။နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့ ကုညာကိုဦးစားပေးပြစ်မှတ်အဖြစ်အာဆင်နယ်အသင်းသတ်မှတ်ဖွယ်ရှိဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အာဆင်နယ်အသင်းဟာဝူဖ်အသင်းကဘရာဇီးတိုက်စစ်ကစားသမားကုညာကိုလာမယ့်နွေရာသီမှာခေါ်ယူဖို့ဦးစားပေးပြစ်မှတ်အဖြစ်သတ်မှတ်ဖွယ်ရှိကြောင်းဗြိတိန်မီဒီယာအချို့ကဖော်ပြခဲ့ပါတယ်။အာဆင်နယ်အသင်းဟာအတလက်တီကိုအသင်းရဲ့အားကစားဒါရိုက်တာဟောင်းအန်ဒရီယာဘာတာကိုအားကစားဒါရိုက်တာအဖြစ်ခန့်အပ်တော်မှာဖြစ်တဲ့အတွက် ဝုဖ်တိုက်စင်မိုးကုညာကိုအဓိကပြစ်မှတ်ထားခေါ်ယူပွဲရှိကြောင်းသတင်းထွက်လာတာဖြစ်ပါတယ်။အန်ဒရီယာဘာတာဟာအတလက်တီကိုအသင်းမှာအကစားဒါရိုက်တာအဖြစ်ဆောင်ရွက်စဉ်ကကုညာကိုယူရိုတန်း30နဲ့ခေါ်ယူခဲ့သူဖြစ်ပါတယ်။အသက်25နှစ်အရွယ်ရှိတဲ့ကုညာဟာအခုရာသီမှာဝုဖ်အသင်းအတွက်ခြေစွမ်းပြနေပြီးပရီးမီယာလိ26ပွဲမှာ73ဂိုးသွင်းယူထားပါတယ်။ကုညာဟာဝုဖ်အသင်းနဲ့2029ခုနှစ်အထိစာချုပ်ချုပ်ဆိုထားပြီး၎င်းရဲ့လက်ရှိဈေးကွက်ပေါက်ကြေးဟာယူရိုတန်း90ကျော်ရှိနေတယ်လို့သိရပါတယ်။ကုညာကိုခေါ်ယူဖို့ ့အာဆင်နယ်အပြင်တိုက်ဆက်ပိုင်းကိုအင်အားဖြည့်တင်းလို့နေတဲ့မန်ယူအသင်းကလည်းစိတ်ဝင်စားနေတယ်လို့သိရပါဗျ။လဲမဲ့ရုတ်တရက်မက်စလာ16ရက်နေ့ညပိုင်းသတင်းတွေကိုတိုက်ထုတ်လွှင့်ပေးကြတာပါကြီးွှင်နာဆင်ပေးကြတဲ့ပရိသတ်များအားလုံးကိုကျေးဇူးတူပဲတင်ရှိပါရစေအေဂျင့်နဲ့ညလေးဖြစ်ကြပါသေးရှင်